ဟာပြန်လာပါဗျာတဲ့တပည့်တော်အခုတိုင်းထွာလိုက်တာတဲ့အခု6နာရီတိုင်းထွာကြရ9နာရီ10နာရီတော့ကြရင်ဟန်ကြီးကျွန်းဝင်ပါမယ်ဗျာတဲ့ဟန်ကြီးကျွန်းရောက်ပြီးရင်မုံတိုင်းကျွန်းကအဲ့ဒီဘုံကလေးဖြာဘုံဘက်ကိုဝေးနိုင်တယ်ဗျာတဲ့ဖောက်ဆရာတော်ဗျာပြန်ကြွားလာပါဘောလေသူတို့ကပြောတယ်ကိုကလည်းပဲနောက်တဲ့2ဦးလောက်ကိုထပ်မေးတော့ဒီတိုင်းပဲပြောတော့ဟာဟုတ်နေပြီကိုကယုံလဲယုံတယ်ကြောက်လဲကြောက်တယ်ဟုတ်လားကြောက်လဲကြောက်တယ်ယုံလဲယုံတယ်ဆိုတော့လေနေစွန်းစားပြီးတဲ့အချိန် ဦးဇင်းကပြောလဲတောကလာပင့်တဲ့တကားတွေကလည်းဟိုနှစ်နာရီပင့်ငါးနာရီပြီးမဲ့တကားတွေကလည်းစက်လေငါးစီးနဲ့ရောက်နေပြီအမလေးဟိုအသိနေနေသူတို့ကဲလို့အားလုံးတော့အားနာတယ်လို့ကျုပ်ပြန်တော့မယ်လို့ညာဘွဲလည်းဖြတ်တယ်နေဘွဲလည်းမလိုက်တော့ဘူးဆိုအဲ့ဒီမှာတရားဝဲချင်းပါတဲ့ကလေးကဘယ်လိုငိုတယ်မှတ်လဲဆရာတော်ဘုရားတဲ့ဆရာတော်ဘုရားကိုပြင့်ညင်တော့တော့တပည့်တော်စဘာတထောင်ကိုရောင်းပြီးတော့ဆရာတော်ဘုရားတရားဝဲအတွက်35သိန်းဖယ်ထားပြီးကျင်းပတာပါဘုရား တပိတော်သနာပါဗျာဆိုငိုတာအဲ့ဒီကလေးကဒီကောင်28နှစ်လောက်ပဲရှိသေးတယ်အဲ့သူကငိုတော့ဟောကျန်တဲ့လူမျိုးကလူတွေကလည်းဆရာတော်ဗျာဒီကလေးကတကယ်ထက်သန်နေတာတပိတော်လည်းသိပါဆရာတော်ဗျာတပိတော်တို့ကလိုက်မယ်ဗျာတဲ့ဘာမှမဖြစ်ပါဘူးဒီမုံနဲ့ကမရှိပါဘူးဆရာတော်ဗျာမိုးလေဟိုသားမမှန်မအောင်ကြောက်မနေပါနဲ့တွားကြမယ်ဆိုပြီးဟုတ်တယ်ဟာသူတို့ကရည်အောင်ရည်တိုင်းသေးတယ်ဆရာတော်ဗျာလည်းတဲ့အနိစ္စအနိစ္စဟောတယ်ဟာအနိစ္စညံမပိုင်းအနိစ္စဟာလို့ညံပိုင်းအနိစ္စဖြစ်ခြင်းမဖြစ်မှာလို့ ငါသိလို့မဖြစ်သေးဘူးလို့ငါလုံးစရာသာသနာမှာအများကြီးကြံနေတယ်လို့အမလီစရာတော့မသိဘူးတဲ့။ဘာပြောတယ်မှန်းလဲအခုမောင်းသွားမဲ့ချောင်းဟာတဲ့ဆက်လေလေမှုန်နိုင်ပြီလို့ပြက်သွားရင်တော့ဆရာတော်ဘုရားအရက်နဲ့ဆိုရင်ခါပဲရှိပါတယ်လို့ဟုတ်လား။အဲ့ဒါနဲ့ငါရေကြောက်လို့မဟုတ်ဘူးလေကြောက်လို့မင်းတို့လည်းမသွားစေချင်ဘူး။အာမရဘူးပြိတ္တ။အဲ့ဒါအာနာပါနာနဲ့လိုက်သွားတာ။အမေကိုကြောက်လို့ဒီစကားခုမှပြောတာ။တဏှာကြီးလောက်မောင်းပြီးတော့ပြိတ္တ။ခုမှလေမှုန်နိုင်ဝင်နေပြီဆိုတော့လေ။ ဦးဇင်းတို့စက်လေးလေးကဟူးဟိုဘက်နဲ့သွားနေဟူးဟိုဘက်နဲ့သွားနေဟာဒုက္ခပဲတူတော်မောင်ចောင်းသားလေးဆရာတော်ဒီပြောမပြောဘူးလားသူမလိုလို့ဟဲ့ကောင်မင်းတယောက်နဲ့သိမှာမဟုတ်သိငါနဲ့အတူသိရမှာမဲဘလောက်ကောင်းလဲဟလားနောက်ဘဝတို့တူရင်နာမည်ပြန်ကြည့်အတူသွားအောင်မဲပူးမနေနဲ့ဟိုကောင်ငိုဟာဒုက္ခပဲလို့တော်တော်ဂျားထဲမှာ15မိနစ်တော့ဦးဇင်းတို့မုံတိုင်းမိနိုင်သေးတယ်ဒါရန်ကုန်မှာမပြောရဘူးပြောရင်အမေကလေအခုဘာအော်လာထုတ်တာမှလဲတော့ဆိုရင်ဘယ်တော့မှမလဲရဘူးလေနောက်ကြတရားဝဲကိုယ်တိုင်လိုက်မှာ ဘာဖြစ်လို့အိုးမြို့ဖြစ်တာမှဆေးုံပြည့်မြန်နေတော့ဖြစ်ဘယ်နဲ့တည်မှန်းလဲတည်မှန်းမဟုတ်ဘူးဟဲ့လားအဲ့ဒါကိုအော်ဒါထုတ်တာလည်းတော့ဆိုဘယ်တော့မှမလဲရဘူးတဲ့ဟဲ့လားအဲ့ဒါနဲ့ပြိဿရေအာနာမှုရဲ့အကျိုးဆက်ကလေရှိသမျှပရိသေနဲ့ကိုပဋ္ဌာန်းနေနဲ့ကိုပဋ္ဌာန်းရွေရွေနဲ့ဟိတုပြည့်တော့ရွေရွေတော့ဟောဘယ်ပုရိသတာရောက်ခါမှတကပုရိသတာပြည့်စုံရောင်းရင်ရောင်းနဲ့အာရမဏပြည့်စုံပြန်ရောက်လို့ဟာငါပဋ္ဌာန်းမင်းနောက်တော့မတက်နိုင်တော့ဘူးလို့ငါဖျားတော့လိန်လို့မရဘူးကဲမင်းတို့အလုံးရွတ်ကြွားလို့ငါလည်းရွတ်မယ်ဆိုဆက်လေထိမ့်မှထိုင်နေပြီးတော့အဲ့ကြမှာချမ်းချမ်းနဲ့မျက်စိမိတ် သေလဲသေတော့ဟင်လို့တရားလေးနဲ့သေတာကောင်းတယ်အကြမ်းမှရွတ်တယ်ရွရင်ရွရင်လည်းကံကောင်းတယ်ဟိုကလေးကလည်းနေစရာညမ်းမြူဆရာတော်ဗျာမကြောက်ပါနဲ့ဗျာဆရာတော်ဗျာဒီလိုအသက်နဲ့လည်းပြီးကာကွယ်ပါမယ်ဗျာမကြောက်ပါနဲ့ဗျာလေလဲညင်တော့ဟာဆရာတော်ဗျာရွာရောက်တော့မယ်ဗျာလေညင်တော့ပါဗျာဆိုအမလီတော်သေးတယ်ဟင်နော်ငါတော့ငါမိနေကသေခွဲခွဲပြီးတော့အောင်းမိတာအဲ့တော့အပြန်ရတော့ဦးစင်တာအမြန်မောင်း9နိုင်ခွဲမှဖြတ်ပုံရောက်တာပြောလို့တာကအာနာမှုကိုညံနဲ့ဘယ်တော့မှမလဲပါ ဒါဥစေရဘဝပထမဆုံးသင်္ကန်းစာကိုကိုယ်တိုင်သိတယ်ကိုလောက်အသိဉာဏ်မရှိတဲ့ကိုလောက်မလေးလာတဲ့လူတွေကိုကိုကအာနာမိတဲ့အခါကျတော့ကိုရောသူရောအကုန်လုံးစိတ်ညစ်ရတာနောက်ကြရင်ပြိဿရေကိုကိုယ်တိုင်တဲ့တဲ့သိတဲ့အရာမျိုးကိုအာနာပြီးတော့နိုင်နေရတာမျိုးမလုပ်ပါနဲ့ဒါဥစေရဘဝသင်္ကန်းစာပထမဆုံးပါပဲဟုတ်လားဥစဉ်ရဲ့စကားကိုသူတို့နားမထောင်တာကဥစဉ်တို့အပိုင်းသူတို့အပိုင်းပါတကယ်ဆိုရင်ဥစဉ်ကမိုးလေဝသဌာနလူကြီးနဲ့ဝသေချာမေးလာတာ ်ဟိုင်းကြီးကျော်ဝင်နေပြီဘုရားအခုဝင်နေပါပြီတပြည့်တို့ဆက်တွယ်နေပါတယ်ဆိုတော့သူဝင်လျှောက်တယ်တကယ်ဆိုရင်ဦးစင်းကကြောက်ရမှာဘုမတိဘာမတိအာနာတော့ပါသွားတာလုံးဝမန္တလေးမြို့ကပလင်ပေါ်မမြင်ရတော့ဘူးဟုတ်လားဒါကြောင့်ကျွတ်တို့မြန်မာလူမျိုးကအာနာမှုကြောင့်လည်းပဲမဖြစ်တတ်ဘူးအကြီးရွယ်ချက်တွေပျက်စီးတတ်တယ်ဒါကြောင့်ဦးစင်းကအေးသူတို့ပြောတယ်တော်သေးတာပေါ့ဗျာလို့ကျွတ်အာနာတာတည်တော့မတည်ဘူးပြန်ရတော့မယ်လို့ပြန်ကန်နေတော့သူတို့ပြောတယ် ဒါမဲ့ကျုပ်အားနာတာဟုတ်လို့ဟိုတော့ကနေဆိုင်တော့တော်ပါသေးတယ်ဟိုတော့ကဒကမာကြီးတယောက်ကလို့တငယ်ချင်းမိတ်ဆွေတွေ့ကြတာယောက်ျားနဲ့အမျိုးသမီးနဲ့မျိုးသားဟဲ့တငယ်ချင်းနေပါလို့နေတယ်အမျိုးသားပြောတယ်ဟာငါတော့ရောင်းရင်းဝင်နေမကျွမ်းကျင်တော့ငါအရင်လေးပြုတ်ကုန်ပါပြီအခုတော့ဘာမှလုပ်စရာမရှိပါဘူးဗောအဲ့ဒါလေနင်းကဘာလို့ပြင်းလို့အဲ့လိုလောက်ရှုံးရလဲငါလည်းအားနာတော့အကျွေးတွေပြင်းပြင်းနဲ့အကျွေးပြန်မရတော့ဟဲ့အရင်မှပါသွားတာဗောဆိုတော့ဩနင်းလည်းအားနာလို့ဆိုင်မှာပြုတ်တာဦး ါမဲ့အာမငယ်ပါနဲ့နင်အာနာတာဆိုင်တော့ပြုတ်တာကငါအာနာတာဒီကလေး၃ယောက်အဖေမပေါ်တာသာနင်ကြည့်ရောဟုတ်လားကျုံလည်းအဲ့လိုဖြစ်နေပြီလို့ကျုပ်ကတော့အခုတော့ဆိုင်အရင်ပြုတ်တဲ့လောက်ပဲရှိသေးတယ်လို့အဖေမပေါ်တဲ့နေရာတော့မရောက်သေးဘူးဟုတ်လားဟုတ်လားအဲ့တော့ပြိဿရင်ထုံအိုးကြီးလည်းမကွဲစေနဲ့ထုံတန်းစင်နာတွေကိုမပြတ်စေနဲ့ဘုရားဘာသာမြန်မာလူမျိုးတို့ရဲ့ ရိုးရတလေးဖြစ်တဲ့ကုညီတဲ့စိတ်ရံပင်းတဲ့စိတ်ကိုလေ့လာတဲ့အနေအမှာပြိဿရေအစင်အာကလေးကမြမာတွေဟာဒီရင်မှုတွေမရှိခဲ့ဘူးလားရှိပါပါဘုရားဒီထဲမှာဦးဇင်းတို့အညာသူညာသားတွေအများကြီးပဲဦးဇင်းတို့ရွာမှာအခုတည်းရှိတဲ့ဒလေထုံးစံလေးတစ်ခုနေခင်ရမှာညီတော်မောင်နဲ့ပြန်မေးကြည့်တာရှိသေးလားဟာရှိတာပေါ့တဲ့ဥမာဦးဇင်းတို့ရွာမှာတော့အိမ်တလုံးဆောင်တယ်အိမ်တလုံးဆောင်မယ်ဆိုရင်အိမ်ဆောင်တဲ့ပုံကိုယ်တွေကအိမ်ဆောင်ပစ္စည်းဝယ်ယုံမရှိဘူး ေချာမှတ်တာနော်ဘယ်ခက်တဲ့ကပြန်ပါလာခဲ့တဲ့ဒလိထုံးစံလည်းမသိဘူးအိမ်ဆောင်တဲ့ပုံပေါ်ကဒီနေ့အိမ်တိုင်းထူးမယ်အညာမှာဆိုရင်အိမ်မတ်တယ်လို့ခေါ်တယ်မဟုတ်လားဒီနေ့အိမ်မတ်မယ်ဆိုရင်ခေါင်းတိုင်စထူးတဲ့နေ့တရားလုံးမှရှိတဲ့ရွာသူရွာသားတွေတဲ့အိမ်ကိုအမီးလေးတစ်ဖွဲအချိုးပွဲလေးတစ်ခုတစ်ခါတဲ့တပွဲစီနဲ့ရင်နွေးပွဲတွေလာပို့ကြတာအဲလက်သမားတွေလည်းတောက်ကြအိမ်ဒီအိမ်တဲ့ပွဲကိုလာတဲ့ပုံကိုယ်တွေအင်းရှင်တွေကဘာမှလုပ်စရာမလိုဘူးမီးတော်မွေးစရာမလိုဘူး အကုန်လုံးကဝိုင်းဝန်းပြီးတော့အချိုးပဲနဲ့လာအဲ့ခိုင်းရတယ်။အဲ့ဒီနေ့အိသဆောက်တဲ့နေရာနေပြီးတော့လက်သမားဘယ်နှယောက်ရှိတယ်၅ယောက်ရှိတယ်ဆိုရင်လေဆွေမျိုးအရင်းတွေကစပြီးတော့မနေ့ပိုင်းကတအိမ်ကကျွေးတယ်ညနေပိုင်းတအိမ်ကကျွေးတယ်တရွာလုံးအနဲ့ကျကျွေးတော့အိမ်မပြီးမချင်းဟာပြိတ္တိုင်အဲ့ဒီအိမ်ကလက်သမားအတွက်ရင်နွေးဦးတော်ကြိုးစရာမလိုထမင်းကျွေးနိုင်တဲ့လူကထမင်းကျွေးတယ်အချိုးပဲကျွေးနိုင်တဲ့လူကအချိုးပဲကျွေးတယ်နေ့စဉ်အနဲ့ကျလှုပ်သွားတယ် အဲ့တော့အိမ်ဆောင်တဲ့လူကစိတ်ချမ်းချမ်းသာသာနဲ့အိမ်တလုံးပြီးမသွားဘူးလားမသွားပါဘူး။သူ့အိမ်အတွက်လိုတဲ့ပစ္စည်းကိုသူဖြစ်ရုံကလွှဲရင်လက်သမားကျွေးစရာမလိုဘူး။ဘာဖြစ်လို့လဲ။ဆွေတွေမျိုးတွေကအလဲကျကျွေးတယ်။လက်သမားလက်ဖက်ရည်တိုက်စရာမလိုဘူး။ဆွေတွေမျိုးတွေကအလဲကျတိုက်တယ်။အဲ့ဒီလိုထုံးစံလေးတွေဟာပြိတိုက်ရင်မြန်မာလူမျိုးတွေမှာချစ်စရာမကောင်းဘူးလား။မကောင်းပါဘူး။ကောင်းတယ်။မြန်မာလူမျိုးတွေရဲ့ရိုင်းမင်းကူညီတဲ့စိတ်ကအနောက်နိုင်ငံမှာလည်းမရှိပါဘူး။အရှေ့နိုင်ငံတော်တော်များများမှာလည်းမရှိပါဘူး။ဟုတ်လား။ ။ဘာဖြစ်လို့လဲဆိုရင်ပြိတ္တရဲ့ငွေကြီးဥစ္စာကွာသွားလို့တာသူတို့ကကိုယ့်တဲ့ကူညီနိုင်တယ်လို့ထင်ရတာ။မေတ္တာစေတနာအပြည့်နဲ့တယောက်ရဲ့အခက်ခဲကိုတယောက်ကူညီတာကတော့မြန်မာနိုင်ငံမှာခုအထိထုံးစံနေမရှိဘူးလား။ရှိတယ်။ဒါကြောင့်မြန်မာလူမျိုးတို့ရဲ့အဲ့ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ထုံးစံကောင်းလေးတွေကိုလည်းထုံးအိုးကြီးမကွဲစေနဲ့ဆိုတဲ့စကားအတိုင်းထုံးစံကောင်းလေးတွေမပြတ်စည်းပါစေနဲ့။ဒီကနေ့ ဦးဇင်းတို့ထုံကောင်းလေးတွေအစင်လာကောင်းလေးတွေကိုမပြည့်စည်နိုင်တော့အံ့ဩစရာကောင်းလိုက်တာကဲမန္တလေးမြို့မှာနှစ်ညတရားဟောလိုက်တာဆယ်ဘင်းကားနဲ့6စီးလောက်ပစ္စည်းတွေရတယ်ဆိုတာကအံ့ဩဖို့မကောင်းဘူးလားကောင်းပါရဲ့ဗျာမြန်မာလူမျိုးတို့ရဲ့တခြားပုဂ္ဂိုလ်ရောက်နေတဲ့ဒုက္ခအပေါ်မှာ ကိုကနေကုညီတဲ့စိတ်ဓာတ်သတ်သိပြမသွားဘူးလားဒါကြောင့်အဲ့ဒီထုံတန်းစင်လာကိုထိမ့်သိမ့်နဲ့ရွှေမျိုးတော်သူရွှေမျိုးတော်သားများကို ခုံလည်းယူပါတယ်အတိမတ်လည်းပြုပါတယ်တံပိုးလည်းထားပါတယ်။နောင်လည်းပဲဒီထုံနှန်းစင်လာထုံအိုးကြီးကိုမကွဲပါစေနဲ့။ဟုတ်လား။ဒါကြောင့်ရွှေစကားနံပါတ်2ကဗာတယ်နဲ့ထုံအိုးကြီးလည်းမကွဲစေနဲ့ဆိုတာဗာလေ။ထုံနှန်းစင်လာအစင်လာကောင်းတွေကိုမပြည့်စည်ပါစေနဲ့။ဟုတ်လား။မြန်မာလူမျိုးတွေရဲ့ထုံနှန်းစင်လာ မြန်မာနိုင်ငံမှာရှိတဲ့မြန်မာတွေမှမဟုတ်ပါဘူးအခုနိုင်ငံတကာရောက်နေတဲ့အခုဒီနားလေးကယူရီးယားမလေးရှားအင်ဒိုနီးရှားစင်ကာပူနောက်မှဆိုရင်အင်္ဂလန်အမေရိကန်ပြင်တဲ့အကုန်လုံးမှာရှိတဲ့မြန်မာတွေအကုန်လုံးစုနေကြတာပဲရတဲ့နီးနဲ့ပို့ပြီးတော့လူနေကြတာပါပဲမြန်မာလူမျိုးတွေရဲ့ထုံတန်းစင်လာကောင်းလေးတွေဒီကနေ့ခံယူရတဲ့ပုံကိုယ်တွေနှလုံးစိမ်ကမအေးချမ်းနိုင်ဘူးလားပြေးချမ်းနိုင်တယ်ဒါကြောင့် သစ်ပင်ကြီးလည်းမလဲပါစေနဲ့ထိုးကြီးလည်းမကွဲပါစေနဲ့နံပါတ်3ရွှေစကားကပါတယ်လေမြစ်ကြီးတွေလည်းမခမ်းပါစေနဲ့မြစ်ဆိုတာရေမရှိရင်တင့်နေပါမလားတင့်နေပါဘူးခင်ဗျာမြစ်ရဲ့ရေဟာပြိတ္တအားလုံးအတွက်တောက်သုံးချိုးအကုန်လုံးမရဘူးလားမရပါဘူးခင်ဗျာဒါလေမြစ်ရဲ့ကျေးဇူးကိုတန်ဖိုးထားတဲ့နေရာမှာ ဘလောက်များအာဟုဖို့ကောင်းလဲဆိုရင်ဦးဇင်းတို့အိန္ဒိယနိုင်ငံဗာရာဏစီမြို့ဒေါက်တာဝဲကိုအဲဒီမှာဆန်စကရစ်ယူနီဘာစီတီမှာတက်ခဲ့တယ်။သို့တော့ဦးဇင်းကဒေါက်တာဝဲကိုဆန်စကရစ်မှာရေးပေမဲ့လို့ဦးဇင်းနေတာကဗုဒ္ဓဂယာမှာပဲနေတယ်။ဗုဒ္ဓဂယာမှာနေရေးတလကိုနှစ်ခါလောက်ဦးဇင်းရဲ့ဆရာနဲ့တောတော်ပြီးတော့ဒီရေးပိသားကိုသွားပြရတယ်။ပြတဲ့အခါကျတော့ယထာနဲ့သွားတာ။ယထာနဲ့သွားရင်ဗာရာဏစီမြို့ရဲ့အဝယ်မှာယထာကြီးမောင်းဖို့ရန်အတွက် ခင်္ကာမြစ်ကိုဖြတ်ရတယ်ခင်္ကာမြစ်ဖြတ်တဲ့တရားကြီးကအောက်ကကာလံအပေါ်ကယထာလံအဲ့မှာယထာလံကာလံကိုတစ်ထက်စီလှုပ်ထားတယ်နှစ်ထက်တရားကြီးအဲ့ဒီတရားကြီးရောက်ပြီဆိုရင် အကုန်လုံးပြိတိုက်ကလားတွေអော်ရတာခင်္ကာကြီး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 អော်ပြီးပြီဆိုရင်လေအကျွေတွေလည်းတစ်ခါတည်းအဲ့တရားဘောင်တွေကိုချွန်းချွန်းချွန်းနဲ့နှံ့နှံ့ပြစ်ကြတယ် ခင်ကမြေထဲမှာဘယ်အချိန်လေးကပြစ်လာလဲမသိဘူးအဲ့ဒီနေရာမြေမှာအကျွေးတွေကမရွေမရှားရှိမယ်ဆိုရင်တောင်းနေတဲ့နေတော့ချင်းလို့ရတော့တယ်။ဒါဥစ္စာစိတ်ဝင်စားတယ်။အဲ့တော့ဆရာနဲ့တခါကျတော့ဗုဒ္ဓဂယာနဲ့ဆရာလို့ဘာဖြစ်လို့အဲ့ဒီလိုခင်ကကြီးခင်ကကြီးဆိုပြီးတော့អော်ပြီးတော့ပြစ်တာလဲ။ပြောတဲ့စကားလေးနော်မစ္စတာកោយတာတဲ့ဒီခင်ကမြေကြီးဟာဥစ္စာတို့အေယဝတီလို့ပေါ့တို့អော်အိနီယာကြီးတစ်ခွင်လုံးကိုပတ်ပြီးတော့စီးနေတာ။ ီခင်းကမြည်ရေကိုချိုးကြတယ်ခင်းကမြည်ရေကိုတောက်ကြတယ်ခင်းကမြည်ရေကိုအမိပြုတ်ပြီးတော့စားပြန်တောက်ပြန်နေစိုက်ကြတဲ့အတွက်ခင်းကမြည်ကြီးဟာငါတို့ရဲ့ဂျေဇူးရှင်ကြီးဒါကြောင့်ဂျေဇူးရှင်ကြီးကိုတို့ကပူဇော်ဂုဏ်ပြုတဲ့အနေနဲ့ခင်းကမြည်ကိုဖြတ်သန်းတိုင်းမှာသူ့ကိုအတိမတ်ပြုတဲ့အနေနဲ့ခင်းကကြီးခင်းကကြီးဆိုပြီးអော်ပြီးတော့ဂုဏ်ပြုတဲ့အနေနဲ့အကျွေစိတ်တွေနဲ့အတန်မြင်အောင်အဲ့ဒီတရားပေါ်ကိုပြစ်ကြတာကဲသူတို့ရဲ့ထုံနှန်းစင်လာတဲ့နေရာလေအံ့ဩဖို့မကောင်းဘူး ဒါကြောင့်ပရိသတ်ကြီးကျေးဇူးရှင်ကိုအတိအမှတ်ပြုတဲ့နေရာမှာအဲ့ဒီလိုအတုခိုးကောင်းစရာတွေအများကြီးပါဒါကြောင့်ထုံအိုးကြီးလည်းမကွဲစီနဲ့ထုံအိုးကြီးမကွဲပြီးတဲ့အခါကျတော့မြစ်ကြီးတွေလည်းမခမ်းစီနဲ့မြစ်ကြီးတွေခမ်းသွားရင်တို့ပြောသလိုခင်းကမြစ်ကြီးရေခမ်းသွားရင်တို့အတွက်အန္တရာယ်မကြီးဘူးလားခင်းကမြစ်ကြီးရေခမ်းသွားရင်အဲ့ဒီခင်းကမြစ်ကိုမိနေတဲ့ပုံကိုယ်တွေ တော့ရည်တွေသုံးရည်တွေသစ်ပင်ဆိုင်မဲ့ရည်တွေအကုန်လုံးအခက်အခဲဒုက္ခကြီးစွာရောက်ပါလိမ့်မယ်။အေယဝရီမြေကြီးခန်းကြောက်သွားရင်အေယဝရီမြေကိုမိနေတယ်မြေကံမိကပုဂ္ဂိုလ်တွေနဲ့နိုင်ငံသူနိုင်ငံသားတွေသုံးရည်တွေတော့ရည်တွေသစ်ပင်ဆိုင်တဲ့ရည်တွေခက်ခဲလို့ဘဝပင်မမှုတွေကြုံပါလိမ့်မယ်။အေးအဲ့ဒီဥပမာတိုင်းပါပဲ။အလုံးသောဒုက္ခရမပေါင်းသူတော်ကောင်းနေ့ရဲ့နှလုံးသားထဲမှာ မေတ္တာမြည်ရေခန်းချောက်သွားမယ်ဆိုရင်နဲ့မေတ္တာမြည်ရေခန်းချောက်သွားတဲ့ပုဂ္ဂိုလ်လေးလည်းပူလောင်ပါလိမ့်မယ်ဒီပုဂ္ဂိုလ်လေးနဲ့မိတွဲလို့ဘဝကို ရှင်သန်နေကြတဲ့ပုဂ္ဂိုလ်အားလုံးနဲ့အီးကင်းလို့အပူနဲ့သာခံစားရပါလိမ့်မယ်ဒါကြောင့်မြစ်ကြီးတွေလည်းမခန်းစင်နဲ့ဆိုတာအားလုံးတို့ဓမ္မဆွေတော်မျိုးတော်များရဲ့နှလုံးသားထဲမှာ မေတ္တာမြည်ရည်တွေမခမ်းပါစေနဲ့လို့ပြောတာပါ။ဘာကုန်မခမ်းနဲ့လဲ။အခုမေတ္တာမြည်ရည်တွေမခမ်းလိုက်တဲ့အခါကျတော့ဒီမြည်ရည်ကိုတောက်သုံးလို့အသီးအကျွတ်အခတ်အလက်ဝေစွာစွာရလိုက်တဲ့သစ်ပင်ဆိုင်တဲ့ပုံကိုယ်တွေချိုးရည်ရလိုက်တဲ့ပုံကိုယ်တွေတောက်ရည်ရလိုက်တဲ့ပုံကိုယ်တွေဘဝအမောတွေပြေသွားသလိုပဲတဲ့။အာလုံးသောရှင်မန်းသူသားတွေ မေတ္တာဓာတ်ရလိုက်ကြတဲ့ပုံကိုအလူငွေမြောင်များစွာနဲ့ဝတ္ထုငွေကြီးကိုအရင်ပြုဝယ်ယူထားတဲ့ပစ္စည်းဥစ္စာတွေမြောင်များစွာရမသွားဘူးလားမရပါဘူးမေတ္တာဓာတ်သာခန်းချောင်းနေလှူပါမလားမလှူဘူးပြိဋ္ဌာန်ရေဘုံကလေးလိုသာကြားနေရတယ်လက်ဘုဒ္ဓလိုသာကြားနေရတယ်ဟာဖျာဘုံကြိုက်လက်လိုသာကြားနေရတယ်ကိုမမမြင်ရပဲနဲ့ဘုန်းကြီးဟောတာဟုတ်ကျင်တယ်ဟုတ်မှာမတို့တော့လှူနိုင်ပါဘူး မေတ္တာဓာတ်ခန်းနေပြိတ္တရေမဖြစ်နိုင်ဘူးလားအခုမေတ္တာဓာတ်ကြီးပြည့်နေတော့လှူလိုက်ကြတာလှူတဲ့လူကလည်းလှူဝေယဝိဇ္ဇလုတ်တဲ့ကလေးတွေဆိုရင်လေကျုပ်ကအချင်းကနည်းသွားလို့အချင်းသာရရင်မန်းလေးမြို့မှာသူတို့နဲ့ကိုတခါတည်းကိုတဝိုင်းထဲထိုင်ပြီးတော့မန်းတက်တစ်ခုထဲမှာဂုံပြုတ်ပြီးတော့ကိုစားကျင်နေတာလှုပ်အောင်မလှုပ်လဲလှုပ်အောင်မဘယ်တော့လှုပ်မလဲတော့မသိဘူးဟုတ်လားတကယ်ကိုပဲလိုက်လိုက်လဲလဲအော်ကြည်စမ်းမအောင်ဘယ်သူမှလည်းခိုင်းတာလည်းမဟုတ်ဘူးဘာခါချင်းငွေမှလည်းရတာမဟုတ်ဘူး ညာသာပြီးပြီးတော့တင်ညာဟေးထာညာဟေးညောက်ညာဟေးသူတို့ရဲ့အတန်ထဲမှာမေတ္တာဓာတ်ဘလောက်ပါတယ်ဆိုတာခံစားတတ်တဲ့ဒီဘုန်းကြီးကသိတော့ဩငါကလည်းတရားဟောတယ်လို့တရားနဲ့မေတ္တာပြုတာသူတို့ကလည်းကာယညာနာအားနဲ့ပြုနေတာပဲဆိုတော့မေတ္တာချင်းမတူဘူးလားမတူပါဘူးအတူတူပါပဲဒါကြောင့်အဲ့ဒီအကောင်းဆုံးဖြစ်တဲ့ဒုပရိသတ်ရဲ့နှလုံးသားထဲကအေးမြတဲ့မေတ္တာဓာတ်တွေနဲ့ဘယ်တော့မှမခံပါစေနဲ့အခုမေတ္တာရည်တွေနဲ့ ပတ်ပြန်ပေးလိုက်သလိုပဲကိုယ့်ရဲ့မေတ္တာနှလုံးသားကလာတဲ့အလူဒါနာအာလုံးဒုက္ခရောက်နေတဲ့ဆွေတော်မျိုးတော်တွေအတွက်အေးချမ်းမှုချမ်းသာဒုက္ခကိုရတော့မှာဖြစ်ပါတယ်။ဦးဇင်းတို့ဒီကနေ့ပို့လိုက်ပြီမနက်ပိုင်းဆက်ဖို့မယ်မနက်ပိုင်းပြီးအောင်ပို့နိုင်ခဲ့ရင်နောက်နေ့ရက်လောက်ဆိုရင်ဒီပစ္စည်းတွေကိုအကုန်လုံးစီမယ်။ကြောက်ဟုတ်မဟုတ်ကလေးဟုတ်လူကြီးဟုတ်ခွဲပြီးရမြို့၅မြို့လောက်ကိုသူ့အထုံးနဲ့သူထုတ်ပြီးတော့ပို့မှာပါဟုတ်လားစိတ်ချ စိတ်ချလက်ချကိုရောက်အောင်ပို့မှာဘာမှမဘူးပါနဲ့မြစီမခွန်ကြီးဆရာတော်ကိုယ်တိုင်သွားပြီးတော့ပို့မှာဟုတ်လားအေးဒါကြောင့်အာလုံးရဲ့အေးမြတဲ့မေတ္တာဓာတ်သည်စောစောကပြောသလိုပဲအရာဝတီမြေကြီးကို အမိပြုပြီးတော့ဘဝချမ်းသာရနေတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေရဲ့ချမ်းသာလိုပါပဲအာလုံးသောဓမ္မဆွေတော်မျိုးတော်များရဲ့အေးမြတဲ့မေတ္တာဓာတ်ကိုရနိုင်လို့ မေတ္တာတန်နဲ့ပေါင်းဆက်လို့ပါလာတဲ့လူဝဲဝတ္ထုငွေကြေးပစ္စည်းအလုံးစီဒုက္ခရောက်နေတဲ့ဆွေတော်မျိုးတော်များအတွက်မကြခင်ရက်ပိုင်းတစ်ပတ်အတွင်းမှာပဲအလုံးအင်းများတဲ့မေတ္တာဓာတ်တွေခံစားရမှာပါဟုတ်လားဒါကြောင့်မေတ္တာဓာတ်တွေနဲ့မခံပါစေနဲ့ဟုတ်လားသဘောပေါက်ပြီလားသစ်ပင်ကြီးလည်းသုံးဦးကြီးလည်းမြစ်ကြီးတွေလည်း တခါမှစီတသလုံးမှတ်သွားဟုတ်လားအာလုံးတော်တို့တရားဓမ္မပေါ့သူတော်ကောင်းနေကိုယ်တိုင်လည်းပဲတစ်ပင်လဲနေတဲ့ပုဂ္ဂိုလ်နဲ့တွေ့ရင်စိတ်ထဲမှာပင်မတတ်ပါရဲ့ကိုယ့်အပေါ်မှာအေးမြတဲ့အရေးကို မရတဲ့ပုဂ္ဂိုလ်ရဲ့အောက်မှာနေရရင် ကိုယ်ဆင်းရဲစီဆင်းရဲကြုံရတတ်ပါရဲ့မကြုံနိုင်ဘူးလား ကိုယ်တိုင်လည်းပဲအေးမြားချမ်းသာတဲ့အရေးကိုတောင်းတ မျော်လင့်သလိုပါပဲကိုယ့်ရဲ့အေးမြားချမ်းသာတဲ့အရေးအောက်ကိုခံစားလို့ကြတဲ့ဒုက္ခတွေတွင်လည်းဒုပရိသတ်ကြောင့်အေးမြားတဲ့ချမ်းသာတွေရပိုင်အတွင်မှာရပါလိမ့်မယ်ထုံအိုကြီးကွဲနေတဲ့ပုံကိုယ်တွင်ဒီတခြားတခြားတွေအထင်ကြီးပြီးတော့လောကကိုလိုက်စားဓမ္မကိုပြစ်ခွာသွားမယ်ဆိုရင်ထုံနှံစင်လာကောင်းနေသူတို့နှလုံးသားထဲမှာပျက်စီးသွားရင် သူတို့အပေါ်မှာလည်းပဲထုံတန်းစင်လာတွေကပြန်ပြီးတော့ဓာန်ခတ်ပါလိမ့်မယ်ဟုတ်လားဒါကြောင့်ရှိရှိသောလူကြီးမိဘဆွေမျိုးညီကိုမောင်နှမတွေအကုန်လုံးကလာပြီးပါလာခဲ့တဲ့ထုံတန်းစင်လာကောင်းနေလေမပြတ်စီပါစေနဲ့ဟုတ်လားဧရာဝတီမြေကြီးမခန့်စေဖို့ရန်ကြိုးစားရသလိုခင်းကမြေကြီးမခန့်စေဖို့ရန်ကြိုးစားရသလို ဧရာဝတိမြေခင်္ဃာမြေကိုမိနေတဲ့ပုဂ္ဂိုလ်တွေခြားသာဒုက္ခရနေတာကိုမြင်ရသလိုပါပဲမိမိတို့ရဲ့နှလုံးသားထဲမှာအေးမြတဲ့မေတ္တာရည်တွေမေတ္တာဓာတ်တွေဖယ်သောအခါမှ မခံချောက်ပါစေနဲ့တဲ့မေတ္တာရည်မေတ္တာဓာတ်တွေမခံချောက်သမျှကာလပတ်လုံးဘလောက်ကြီးမားတဲ့ဘဝဒုက္ခဖြစ်ပါစေဘဝမောပန်းတဲ့ဘဝမောပဲဖြစ်ပါစေအေးမြလို့အမောပြေပါလိမ့်မယ် မပြေနိုင်ဘူးလားဒီဒါကြောင့်ဘဝအမောပြေဓမ္မသဘင်ကိုဒီကနေ့ညဒီစကားသုံးခွနဲ့ပဲကျင့်တတ်ပါဦးဇင်းတို့နောက်ထပ်သိမ့်စရာတွေဆက်ပြီးတော့ဆွေးနွေးစရာတွေရှိပါသေးတယ်ဦးဇင်းတို့ညာဆိုရင်လည်းနှစ်နာရီမှကျင့်ရပါတယ်နောက်တနေ့အတွက်အစည်းအဝေးဒါဆိုမနေ့ပါဆိုရင်လည်းဦးဇင်းအစည်းအဝေးအကုန်ပြောင်းလင်းလက်မှတ်ပါညနေအထိပြောင်းလဲရပါတယ်ဟုတ်လားရာသီလည်းပူတဲ့အတွက်ဒီလောက်ဆိုရင်တော်ပါပြီဟုတ်လားရွှေနှုတ်ဖြားကရွှေ ရွှေသရာကိုပြိဿယရွှေနာနဲ့နားထောင်ပြီးတဲ့အတွက်တသက်လုံးပြိဿယအာယုံပြုတ်ပြီးနှလုံးသားထဲမှာထည့်သွားနိုင်ပါစေနော်ဒေသေတံသုဒ္ဓဗုဒ္ဓေနာသုနေတဝါဓမ္မဒေသနံအဘိနာဒနာစေတေနာသာဓုသာဓုတိဘသဒါသာရဝတရားနာလာရပါတဲ့အများဓမ္မပေါင်းသူတော်ကောင်းတို့ တုံမေသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘောသုဒ္ဓဖျာဖျာကိုပေးစွမ်းတော်မူသောဖျာရှင်ကိုတော်မြတ်ကြီး၏တန်ဒီကံအထံတော်မှဒေသီတံတဆင့်ခံငါဟောကြားအပ်သောဣမံဓမ္မဒေသနာဖျာအစရှိသောသူတော်ကောင်းကြီးတွေရွှေနှုတ်တော်ထွက်တဲ့ ရွှေပါးသက်ရွှေနှုတ်ဖြာကရွှေစကားသုံးကုန်းနဲ့ဇလင်းနဲ့ဤတရားဒေသနာတော်မြတ်ကိုသူနေတဝါကောင်းစွာရောသေးနာကြကြကုန်ပြီးပြီဖြစ်၍အဘိနန္ဒနာစေတေနအလောနိသရွှင်လံဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဘိနန္ဒနာစေတေနဟောရီကိုယ်တော်မနဗ္ဗသူလည်းပြန်မှာငါတို့လည်းကြံရဲခဲ့တော်မှာတိပါရက်ခင်နဲ့ ဒီကနေ့ညာတော်တရားလေးရှင်းရှင်းလေးဟောပြီမဲ့လို့ထင်လိုက်တာအောင်မလေးဒီကနေ့ညာလည်းပဲမနေ့ညာကလို့ပဲတနာဤပါလားလို့နာဤလေးကြည်လိုက်ဘုန်းကြီးမျက်နာကြည်လိုက်တရားတော်လို့လားရှင်းလို့လားတော့မသိဘူးတဲ့တယောက်နဲ့တယောက်မျက်စာလေးပြင်နေတာဒီကိုယ်တော်ပလင်ပေါ်ကမြင်လို့နေရပါတယ်။ဒါကြောင့်အလုံးစုံတို့ဓမ္မဆွေတော်မျိုးတော်ဤတရားတော်ရာရှိတာတွေကို စိတ်ထဲမှာမထားပါနဲ့ အတန်အကွဲဝင်ဇောဝင်တို့အတန်လေးနဲ့ဒီကိုယ်တော်ဒီလောင်လေးဟောပေးတာပဲ။အော်သူ့နှလုံးသားမှာလည်းမေတ္တာဓာတ်တိမခန့်ချောက်ပါလားလို့စိတ်ထဲမှာဖြည့်ကတွေးအေးပြားတဲ့မေတ္တာစိတ်ထဲလေးတွေနဲ့ကြည်ကြည်နဲ့နဲ့ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြဝမ်းမြောက်ဝမ်းသာပီတိတွေဖြာကြကုန်လျက် သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်တော်သူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်တန်ကိုဘာသာထားသုံးကြိမ်သုံးဝါနှုတ်မြတ်ဟာ၍ကောင်းစွာမသွေကျွေးလိုက်ကြလေကုန်ရသည် မနက်ဖန်မှာတော့ဦးဇင်းတို့နည်းနည်းလေးစကားပြောပါမယ်မနက်ဖန်မှာဦးဇင်းတို့ကာအပီးတင်မှာဖြစ်တဲ့အတွက်ကြောင့်ကျန်တဲ့အသုံးဆောင်တဲ့အထင်လေးတွေမလူလိုက်ရတဲ့ပုံကိုယ်တွေပါရင်လည်းအမှန်ငယ်ပါနဲ့နောက်ရနောက်ရမှာဒီမျိုးပေါ်မှာညီတော်နောင်တော်တွေဒီလိုလေးပဲဒုက္ခတွေတွေအတွက်ဟောမဲ့တရားပွဲတွေရှိပါသေးတယ်အဲ့ဒီမှာလည်းလူနိုင်ပါတယ် ဘယ်ဘုံကြီးကိုပဲလှူလူပြိတိုက်ဘုံကြီးရမှာမဟုတ်ပါဘူးယူမှာမဟုတ်ပါဘူးအလုံးလေးဘိတုကတဲ့လှူမှာဖြစ်တဲ့အတွက်အကုန်လုံးဒီနေရာတွေပဲရောက်သွားမှာဖြစ်ပါတယ်ဟုတ်လားအေးတခုတော့ရှိတယ်အာမရသင်တို့လေဘင်းကဆွဲကြိုးကြီးတွေချော့လက်ကောက်တွေပုံပြီးတော့ရောင်းပြီးတော့လှူအောင်မယ်ဆိုရင်တော့အလူငွေဆိုရင်တော့မနေ့ကညနေ၄နာရီတိလေငွေမသွားခင်စောင့်မယ်ဟုတ်လား ။ဘာဖြစ်လို့လဲဆိုတော့ဦးဇင်းကလူငွေကိုစဉ်းစားတယ်။နေခဲ့ရတော့ကိုကျော်ကျော်တို့ပြန်တယ်။တအင်းဝ3000ပဲလှူလို့။တရွာမှာအင်ကြီးတရားရှင်သိန်း30တော့။သိန်း30ဆိုလို့ချင်းပြိဿရဲ့ဟာတော်တော်လေးလှူလို့ရတယ်။သိန်းတရားကိုရွာ3ရွာတော့လှူလို့ရတယ်။ကဲဟုတ်လား။ဒါကြောင့်ဦးဇင်းကတော့ဒါရိုးရိုးသားသားတကယ်ပြောတာပါ။အလူငွေလူဝင်စောင်းအောင်မယ်ယူအောင်မယ်သို့တော့ဝတ္ထုပစ္စည်းတွေကတခြားကြောင့်မဟုတ်ပါဘူးကာတင်ပြီးရင် တဘာရဲ့တာဝန်ကိုတဘာပြီးအောင်ရှင်းသွားမှာဖြစ်တဲ့အတွက်ဦးဇင်းကမနက်ကကားအပြီးတင်ပါမယ်လူဝဲတန်းဝဲတွေမလူလိုက်ရလို့ငါတို့တော့မမီတော့ဘူးဆိုအာမငယ်ပါနဲ့နောက်ထပ်ဓမ္မသမင်းတွေကျင်းပါမယ်ဒီလူကျဲတဝင်းတို့အခုမေတ္တာရှင်ဇဝနာတို့ညီတော် နောင်တော်တွေကိုမန္လိယဥက္ကမာရတို့ဟောမုတ်ပါပါအဲ့ဒီမှာလဲလူပါဟုတ်လားဘယ်ပုဂ္ဂိုလ်လို့အစွဲမထားပါနဲ့အကုန်လုံးကဒုက္ခတွေအလုံးအတွက်လုံနေတာဖြစ်ပါတယ်